မန်ယူအသင်းကိုဂိုးတွင်းနိုင်လိုက်ပြီးတဲ့နောက်ပိုင်းမှာပုံမှုပြီးတော့နာမည်ကြီးလာတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းဘောလုံးမှဖြစ်တဲ့မောင်မောင်ဆွေနဲ့ဝိုင်းတီယိုဆောင်မီနီမီဂျော်အင်းမြတ်သူတို့ရဲ့လက်ထပ်ပွဲခန်းနာအွန်လိုင်းပေါ်မှာတော်တော်လေးကိုဟစ်ထနေပါတယ်။အင်းမြတ်သူကတော့မန်ယူအသင်းကိုမောင်မောင်လင်းကဂိုးတွင်းနိုင်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့သူနဲ့မောင်မောင်လင်းရဲ့အခြေအေးကိုသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာဒီဝင်ချပြခဲ့တာလေးဖြစ်ပါတယ်။အင်းမြတ်သူကတော့ ရုပ်လေးလှသလောက်ပေါ့နော်ချစ်ရေးမှာတော့အရန်ကိုကန်ခေတဲ့သူလေးဖြစ်ပါရီသူရေနော်ခင်ပွန်းလောင်းကသူကိုဝတ်ထက်ခါနီးတလအလိုမှာမှသူကိုစွန့်ပြေခဲ့တာလေးဖြစ်ပါရီမမောင်လင်းရောဘာထူးလို့လေသူ့ရဲ့မိန်းမကသူ့ကိုအချိန်မပေးနိုင်လို့ဆိုပြီးတော့မမောင်လင်းကိုအပြစ်မျိုးမျိုးရှာပြီးတော့တရားစွဲတယ်အမိုက်လိမ့်လိမ့်မှုကျူးလွန်နေဆိုပြီးသူတို့မှာကလေးလေးရှိတာကိုတော့မြင်မျိုးเนาะလင်းစင်ပြီးတော့တရားဆွဲတယ်နောက်ဆုံးမှာတော့မမောင်လေးမေ နိုင်သွားတယ်ဒါပေမဲ့သူမိမကိုချစ်လွန်းလို့เนาะသူကအဆက်နဲ့အများကြီးပုံအောင်ပေးခဲ့တာလို့လည်းကျွန်တော်နေနဲ့ကြားသိရတယ်ဘိုးတော်ဒီယဝင်ကရှင်းလိုက်ပြီပေါ့เนาะမုတ်ဆိုးပုံနဲ့ကျွန်တော်တို့ဟိုပါပေါ့เนาะဒါအပြိုကြီးလို့ပဲပြောရမလားပေါ့เนาะဆိုတော့သူတို့နှစ်ယောက်ကတော့တကယ်ကိုစုံစည်းကြပါပြီအခု online ပေါ်မှာတော့တော်တော်လေးကိုတနိုင်က လုံးဝလေးသူတို့နှစ်ယောက်ရဲ့ laptop ပွဲလေးကိုเนาะအားရနေကြလေးဖြစ်ပါတယ်เนาะ